အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်စစ်ပညာနည်းနည်းလေးတင်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့လိုရန်သူဆိုတာဘယ်ချင်လာမယ်ဘယ်ချင်ကိုလာတိုက်ခတ်မယ်ဆိုတာငါတို့မသိနိုင်ဘူးကနော်အာကော်ဖီတောက်နေတဲ့အချိန်လေးဖြစ်မယ်အာသမင်းစားနေတဲ့အချိန်လေးသူတို့လာနိုင်ရောကွာအဘလို့အချိန်နေဖြစ်ဖြစ်ကွာနော်အာသူတို့လာမယ်ဆိုတာငါတို့မသိနိုင်တဲ့အတွက်သမင်းစားနေတဲ့အချိန်ဖြစ်လေဖြစ်မှာကွာနော် တို့ကရန်သူကငါတို့ဒန်းဒန်းဒန်းနဲ့ပြလာပြီဆိုအဲ့လိုငါတို့ကြတော့အဲ့စင်ဘာဖြစ်သွားမလဲဆိုလက်မယ်ဘာလို့ဘာကံရမန်းတော့မတီးတော့အဲ့လိုကြောင်သွားကြမှာဘောနော်အရင်ဥဆုံးဘာလို့ရမလဲဆိုအဲ့လိုမျိုးအခြေအနေမှာကွာနော်အရင်ဥဆုံးဘာလို့ရမလဲဆိုရင်ကွာနော်အာကိုရဲ့တနတ်တွေအရင်ဥဆုံးအနေရလုံချုံမဲ့နေရကိုအရင်ရှာလုံချုံမဲ့နေရကိုအရင်ရှာရဲ့ တော့ပုံတော့ငုံနေလိုက်ပြီးတော့ enemy ရန်သူတွေရဲ့ပြီးတဲ့တနတ်အတန်ကိုအရင်နားဆောင်အရင်နားဆောင်မနားဆောင်ပဲရှောက်မပြီးနဲ့တန်း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 ရှောက်မပြီးနဲ့ရန်သူရဲ့တနတ်အတန်ကိုအရင်ငုံနေပြီးနားဆောင်အာဘေန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 ာပြီးလေးဆိုအောင်အရင်အိုးဆုံးနားဆောင်အဲနားဆောင်ပြီးသွားမှအဲရန်သူရှေ့ညောင်ပြီးအဲ့လိုမဟုတ်ပဲလို့ အတန်ရန်သူရဲ့အတန်ကိုလည်းမနားထောင်ဘူးကွာနော်မနားထောင်ပဲအဲ့လိုကိုလေးရှောက်ပရန်ပတာပြိနေမည်ဆိုကွာနော်နောက်ဆုံးမှာကိုလေးမြောက်ရလိမ့်မယ်ပြီးတော့သူတည့်တဲ့ချက်ကြောင့်ပြောပြအောင်ကွာနော်တနတ်ဆိုတာဆက်တနတ်ဆိုတာအဲ့လိုပူလာတတ်တယ်ကွာနော်ရန်သူမတွေ့မင်းရှောက်မပြိနေဒါနာဒါနာဒါနာရှောက်မပြိနေနောက်ဆုံးဘယ်လိုပြောတနတ်ဆိုတာပူလာတဲ့အတွက်မင်းတို့ဘယ်လိုပြော သူများရဲ့ကြီကာတွေကိုမဖောက်နိုင်လို့ရင်မင်းတို့လက်မြောက်ရလိမ့်မယ်။အမှနစ်ဆက်ခံရလိမ့်မယ်။ရှောက်မပြိနဲ့။တေချာပြိမှတ်တွေတွေးမှတန်းတန်းနှစ်ချက်လောက်ပဲပြိ။တန်းတန်းနှစ်ချက်လောက်ပဲမုံမလွေရောလို့တန်းအတန်ကြားနေကိုကြားလာဒီဒီဖက်ကြားတောင်မြောက်ကြားလာနေရှောက်တန်းရှောက်ပြိလို့ရှိရင်ဝါတော့နောက်ဆုံးမှခင်ဗျားပဲလို့အဖမ်းခံရလိမ့်မယ်။ကျွန်တော်ပြောပေးစံတလောက်ပါပဲ။နောက်နောက်တည့်ရကြမှာကျွန်တော် တခုပြန်ပြောဘယ်လိုပြောမလဲအပိုင်းတစ်ပိုင်းပြန်ပြောပေးမှာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်